မင်္ဂလာပါကျွန်တော်တို့ knowledge generation page ကနေပြီးချူဆိုပါတယ်ခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့လူကြီးမင်းတို့လက်ရှိအားပေးနေတဲ့ထိတ်တန်းသင်းတွေဖြစ်ကြတဲ့ငဆိုင်နှုတ်ဘူးရေပြုတ်ပကူးသင်းမြမလေးတို့ကစားနေတဲ့ EPL လို့ခေါ်တဲ့ Premier League ကဘယ်လိုပေါ်ပေါက်လာခဲ့ပြီးရော Premier League မတိုင်ခင်အင်္ဂလန်မှာဘယ်လိုလိကြီးခံနေရလဲဘယ်လိုပြဿနာတွေကြောင့် Premier League ကတရားစောင့်ဝင်လာခဲ့ရဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်1992မတိုင်ခင်ဒီ Premier League ဆိုတာမရှိသေးပဲနဲ့ 1888ခုနှစ်မှာ EFN လို့ခေါ်တဲ့ English Football League မှာပထမဆုံးဖြစ်တဲ့ professional ပွဲတွေကိုစတင်ကျင်းပပြီးခဲ့ပါတယ်။ EFN မှာအင်္ဂလန်အသင်း12တင်နဲ့စတင်ခဲ့ပြီးတော့နောက်ပိုင်းမှာ EFN ကို First Division လို့လည်းခေါ်ခဲ့ကြပါတယ်။ EFN က1980ဆောပိုင်းကာလတွေမှာအောင်မြင်မှုထိုက်လျောက်ရှိခဲ့ပြီးမြင 1980နောက်ပိုင်းမှာစီးပွားရေးကြဆင်းမှုတွေအသင်းဖန်ပရိသတ်တွေတစ်ဖက်နဲ့တစ်ဖက်အကြမ်းဖက်မှုတွေဖြစ်ပွားတယ်။အနည်းဆက်ဆုံးဥပမာပေးရင်မန်ယူနဲ့မိုက်တိုက်ဆန်တော်မူတဲ့နိုဝူရီယဖန်တွေပြန်ဆိုင်ဖြစ်ကြသလို1982ခုနှစ်မှာဖြစ်ခဲ့တဲ့လီဗာပူးနဲ့ဂျူဗင်နက်ပရိသတ်တွေကြဖြစ်ခဲ့တဲ့ပြဿနာတွေကြောင့်မို့လို့အင်္ဂလိပ်ကလပ်တွေကဥရောပပြိုင်ပွဲတွေရနေပြီးငါးနှစ်ထိတောင်ရပ်ဆိုင်းခံနေရတယ်။အဲ့ပြဿနာတွေဖြစ်နေတဲ့အချိန်မှာရုပ်တံထုတ်လွှင့်မှုတွေကလည်းစတင်ကစားလာတဲ့အချိန်ဖြစ်တာကြောင့်မို့လို့ အင်္ဂလိပ်အသင်းအနေနဲ့ရန်နာချင်းခံထားရကြောင့်အသင်းဆက်လက်ရပ်တည်ဖို့အတွက်ရုပ်တံလွှင့်မှုတွေဖြစ်လာခဲ့တယ်1992ခုနှစ်ကိုရောက်တဲ့အခါမှာတော့ EFN အသင်းနေရရုပ်တံထုတ်လွှင့်မှုတွေပဲလွှမ်းမိုးနိုင်ဖို့အတွက်ပိုကောင်းမှုနဲ့အသင်းစုဖွဲ့မှုပုံစံအဆောက်အဦပုံစံရုံကြုံရေးစီမံမှုတွေနဲ့ပိုပြီး professional ဆန်တဲ့ Premier League တည်ထောင်ဖို့ဆုံးဖြတ်ခဲ့တယ်1992ခုနှစ်မှာတော့ Premier League ကစပြီးတော့တရားဝင်လာခဲ့တယ် ပထမဆုံးရာသီဖြစ်22သင်းပါဝင်ခဲ့ပြီးတော့ Silent Ferguson ဦးဆောင်တဲ့ Manchester United အသင်းကပိုဆွဲခဲ့တယ်။အဲ့ဒီချိန်ကနေစပြီးတော့ Premier League ကဘောလုံးပရိသတ်တွေအားရောဖန်ဆားလိုက်နိုင်ပြီးတော့ပွဲတစ်ပွဲစီတိုင်းမှာပရိသတ်တန်ပေါင်းများစွာရဲ့ကြီးစုနှုန်းရရှိခဲ့တယ်။ Premier League မှာအသင်း20ပါဝင်ပြီးတော့တစ်နှစ်ကိုပွဲ38ပွဲကစားတယ်။နောက်ပိုင်းမှာတော့စင်ပြန်ကြီးတို့ရဲ့ Invisible Season ဖြစ်တဲ့ Shubla Madan တွင်မြန်မာလေးတို့ရဲ့ဘောလုံးပွဲတွင် နိုဘူးရိုးရဲ့ Modern Dominance တွင်နဲ့ Premier League ကထိပ်တန်းလိဂ်တစ်ခုဖြစ်လာတယ်။ Premier League ကတာမန်ဘောလုံးပြိုင်ပွဲလိဂ်လေးတစ်ခုမဟုတ်ပဲနဲ့အင်္ဂလန်ရဲ့ပုံရိပ်ကိုအများကြီးမြင့်တင်မိခဲ့ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။နောက်ထပ်ဗီဒီယိုသစ်လေးတွေကိုကြည့်ရှုရန်အတွက်လည်း Like and Subscribe လေးကိုလည်းလုပ်ပေးဖို့မျှော်လင့်ပါတယ်။ရှေ့မှာလည်းဗီဒီယိုအောက်နေတင်တာလေးရှိပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးကြပါအောင်။ကျေးဇူးများကြီးတင်ပါတယ်။